အားလုံးပဲမင်္ဂလာပါခင်ဗျာဂျေးတန်ရီကနေပြန်လဲကြိုဆိုပါတယ်အခုစီးထားတဲ့ကျွန်တော်တို့တိတ်စီးထားတဲ့အထဲမှာတော့ကျွန်တော်တို့အစ်စ်စလေးတစရှိပါတယ်ဒီအစ်စ်စလေးတစကိုကျွန်တော်တို့ခုဒီမှာ16သိန်းနဲ့စီးထားတာလေးကိုရတယ်ဆိုလို့ကျွန်တော်တို့ကငွေချေတာဖြစ်ပါတယ်အားလုံးပေါင်း16သိန်းပေါ့ဗျာဒီမှာနော်အဲ့တော့ဒီစီးတဲ့ထဲမှာကျွန်တော်ခဏနေကြလို့ရှိရင်တော့ဒါလေးကိုဖြည့်ပြမယ်ဗျာနော်ပရမောက်ဆုံးနေကျွန်တော်တို့ကအရင်ဆုံး ငွေရှင်းလိုက်အောင်မယ်နော်အတစ်စာလေးတစ်စာပါပဲနော်ကျွန်တော်တို့ကအဲ့ဒီမှာဖြည့်ပြမယ်ပြတဲ့ခါလေးနော်တခါလေးဖြည့်ပြပါမယ်ကျွန်တော်တို့ကလော့တွေပေါ့ဗျာနော်လော့တွေလုတ်တဲ့အခါမှာပင်ပန်းတယ်ဗျာနော်အစာရည်များများနဲ့ဟုတ်လားအပွင့်တွေတွေးရတယ်ဖြတ်ရတယ်ဆိုလော့တွေနဲ့ဆိုတော့ပင်ပန်းတာပေါ့ဗျာနော်အခုဒါကတော့တစ်စာလေးဆိုတာတော့ကျွန်တော်တို့ဒါ မပင်မနှောက်ဘူးပေါ့ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ quantity ဆိုတဲ့အရေးအတွက်များများနဲ့မဟုတ်တော့ဘဲနဲ့ဒါကတော့ကျွန်တော်တို့ quality လို့ခေါ်တဲ့ဒါအရေးအချင်းနဲ့သွားမယ်ကြောက်လေးပေါ့ဗျာနော်အဲ့ဒါဒီမှာကျွန်တော်ဒီမှာဖြီးပြီးတော့မှပြမယ်ဗျာနော်အော်ဒီမှာအဲဒီမှာတစတယ်အတစ်စလေးတစတယ်ဒီစလေးတစတယ်ဘယ်ကျွန်တော်တို့ဒါက16သိန်းနဲ့ဝယ်ယူတာဖြစ်ပါတယ်အဲ့တော့အရေးအတွက်များများနဲ့ဟိုလာလော့တွေနဲ့လောက်တာမဟုတ်တော့ဘယ်နဲ့တပွင့်ကောင်းလေးပဲကျွန်တော်တို့ဒါ ဖြတ်ပြီးတော့မှသွေးရမှာဖြစ်ပါတယ်အတစ်စလေးဆိုတော့ကျွန်တော်တို့ဒါအနှင်းငယ်လေးအပွင့်ပုံလေးချပြီးတော့မှသွေးလိုက်ပြီးဆိုရင်တော့ဒါရည်ပေါ့ဗျာနော်အဲ့ဒါကတော့ကျွန်တော်မန္တလေးကြောက်ဝမ်းကြီးရဂျိတ်တန်ရီဆိုင်ကမ်းမှာဖြစ်ပါတယ်ကျွန်တော်တို့ဖားကန့်ဆောင်လှမ်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ဂျိတ်တန်ရီဆိုင်ကမ်းဆိုင်းဘုတ်ကိုတွေ့ရမှာဖြစ်ပါတယ်အဲလက်ကီးဖြစ်ပါစေမင်္ဂလာဖြစ်ပါစေပေါ့ဗျာနော်အဲပွဲသက်ရအဲလေးကြောက်လေးပုတ်သွားတယ်ပြီးတော့ကျွန်တော်တို့ဒါသတင်းကြွကာလာဆိုတော့ မုံဘူးတောင်းလို့ကျွန်တော်တရင်ကျမုံဘူးတီးတန့်ပေးလိုက်ပါတယ်ပွဲစားရုံနော်အဲပွဲစားရဲ့မင်္ဂလာဖြစ်ပါစေလက်ကီးဖြစ်ပါစေပေါ့ဗျာနော်ဆုတောင်းပေးတယ်ကျေးဇူးတင်တယ်နော်ဒါကျွန်တော်ဂျိတ်တန်နေဆိုင်ကမှာဖြစ်ပါတယ်အမ်ကျေးဇူးပါနော်မန်လေးကြောင်ဝါနေကဂျိတ်တန်နေဆိုင်ကမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါဝယ်ယူပြီးပြီဆိုတော့ကိုပိုင်ကြောက်ဖြစ်သွားပြီပေါ့ဗျာနော်ဒါဂျိတ်တန်ရီဆိုင်ကန်ကျွန်တော်တို့မန္တလေးကြောက်ဝိုင်းတွေကဂျိတ်တန်ရီဆိုင်ကန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဝယ်ယူပြီးပြီဆိုတော့ အတူတူကျွန်တော်တို့ကြည့်ကြည့်အောင်ပေါ့ဗျာနော်အဲဒါလေးပဲဗျာနော်ဒါလေးကိုပဲကျွန်တော်တို့ဒါ16သိန်းနဲ့ပေါ့ဗျာနော်တပွင့်တည်းဗျာနော်အဲတပွင့်တည်းကျွန်တော်တို့ဒီမှာတော့အစလေးတစတည်းပေါ့ဗျာနော်ဒါလေးကိုပုံချပြီးတော့မှကျွန်တော်တို့ကသွေးယုံပဲပေါ့ကျွန်တော်တို့ကလော့နဲ့ဆိုလို့ရှိရင်ဒါပင်ပန်းနဲ့ပေါ့ဗျာနော်သွေးရတာကြီးဖျက်ရတာကြီးပင်ပန်းနဲ့အခုဒါကတော့တပွင့်တည်းဆိုတော့ဒါကျွန်တော်တို့မပင်ပန်းပန်းနဲ့အေးဆေးဆေးပေါ့ဗျာနော်ကျွန်တော်တို့ quantity ဆိုတဲ့အရေးအတွက်မဟုတ်တော့ဘယ်နဲ့ quality ဆိုတဲ့တပွင့်နဲ့ပေါ့ဗျာနော်အဲဒါသွေးပြီးသားအနေထားလေးကိုကျွန်တော်တို့ဒါလက်ပေါ် တင်ပြီးတော့မှရိုက်ပြထားတဲ့နေရာဖြစ်ပါတယ်အဲဒါမှပန်းလေးတွေပါတယ်ပန်းကတော့တိတ်မစူဘူးဗျပန်းနည်းနည်း6တယ်ဗျာနော်အဲဒီမှာလေနော်ဒါကတော့ဒါမှလာတဲ့ဘက်ကရောမှကျွန်တော်ကရိုက်ပြထားတဲ့အနေထားပါဗျာအဲဒါလေးဆိုရင်တော့ဒါတော်တော်လေးလှသွားပြီပေါ့ဗျာနော်အပြောချင်တာတော့တစ်ဖက်မှာတော့ပန်းကြောက်လေးတွေပါနေတယ်ဆိုရင်တော့ပိုကောင်းနေဗျာနော်အဲဒါဒီမှာဆိုလို့ရှိရင်တော့ဒါပနာဆက်ကူပေါ်မှာတင်ပြီးတော့မှရိုက်ပြထားတဲ့အနေထားဖြစ်ပါတယ်ကျွန်တော်တို့ကဗမာအဖက်တွေမပါဘဲနဲ့တဘာဝလိုက်တင်လိုက်မယ်ရိုင်းမယ်ရိုက်ပြထားတာဖြစ်ပါတယ် အဲ့တော့တစ်ဖက်မှာရှင်းတယ်တစ်ဖက်မှာတော့အဲပန်းလေးတွေပါတယ်ပန်းကတော့နည်းနည်းခြောက်တယ်ပေါ့ဗျာနော်ခုနကပြောသလိုစိုးရင်တော့ပိုကောင်းပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဟလာအနီးကဆွဲလို့ရှိရင်တော့ခုနကပြောသလိုပန်းကြောက်တွေကတိတာတယ်ဒါပေမဲ့ခုလိုမျိုးအတင်းအတဲ့အနေထားအရမှာခက်လန်းလန်းအရမှာရိုက်မယ်ဆိုလို့ရှိရင်တော့ဂျာကျွန်တော်တို့လက်ခံနိုင်တဲ့အနေထားမျိုးရှိပါတယ်ကျွန်တော်တို့ဒါပယ်ကြီးတဲ့ထင်မှလည်းပါတယ်ပေါ့ဗျာနော်ဒီကြောက်လေးဆိုလို့ရှိရင်ကျွန်တော်တို့ အဲ12ကလပ်13ကလပ်ဝင်ကျင်အောင်ရှိမယ်လို့ခန့်မှန်းပါတယ်ကျွန်တော်တို့က10ကလပ်ရဲ့အထက်မှာရှိတယ်ပေါ့ဗျာနော်ပယ်ကြီးတဲ့ထမှာပါပါတယ်အဒီအနေထားလေးပါနော်ဒါကျွန်တော်တို့ဒါ lighting အမှန်နဲ့ရိုက်ထားတဲ့ပုံမှန်ဖြစ်ပါတယ်ကျွန်တော်တို့အဖက်တွေပါတယ်မပါဘဲနဲ့ပေါ့နော်အဲ့တော့ဒီအနေထားလေးပါပဲနော်အားလုံးကျွန်တော်တို့ဒါအနီးကပ်ရယူမှာအဝေးကိုဆွဲပြတဲ့ပုံစံလေးဖြစ်ပါတယ်နော်အဲ့တော့အသားတန်းအဆင့်ဆိုဒီမှာကျွန်တော်တို့ဒါခွန်လောက်ရှိရဆိုတာအားလုံးလည်းအသိပါပဲနော်ပေါ်လွင်နေပါတယ်ကျွန်တော်တို့စတင်ပြီးတော့မှကြည်လင်စပြုတဲ့အသားတန်းအနေထားပါပဲဒါဆိုနော် ကျွန်တော်တို့ဒီဒီသူ့ရဲ့ဘေးမှာရှိနေတဲ့ကြောက်တွေဆိုလို့ရှိရင်တော့ဒါကြည်တဲ့အဆင့်ကိုမရောက်ဘူးအတာတန်းအဆင့်6လောက်ပဲရှိတယ်အခုဒီကောင်ကတော့အဲကြည်လင်စပြုတ်လာတဲ့အတာတန်းအဆင့်ဆိုတော့ကျွန်တော်ဒါခွန်လောက်ရှိပါတယ်အဲပို့ပြီးတော့မှပြောမယ်ဆိုရင်လည်းခွန်ခွန်ခွဲလောက်အထိကျွန်တော်တို့ရှိပါတယ်အဲဒီထက်ပို့ပြီးတော့မှကြီးတောက်ရှင်းဆိုရင်တော့ကျွန်တော်တို့က8တွေ9တွေပေါ့ဗျာနော်ဒါကတော့တိုင်းကြီးတောက်ရှင်းအဆင့်မဟုတ်ပဲနဲ့ခါတန်တန်အဆင့်လောက်ပဲရှိသေးတယ်ပေါ့ဗျာနော်အဲ့တော့ဒီအနေထားလေးဖြစ်သွားတဲ့အခါမှာတော့ကျွန်တော်တို့ဒါ ပေါ့ပပလေးပဲ30ရပါတယ်ဒါလေးကိုဆက်ကြောက်သိန်းနဲ့ဝယ်ပြီးတော့မှကျွန်တော်တို့တွေးလိုက်တဲ့အခါမှာတော့ဒါသွေးကကျွန်တော်တို့က1000ပဲပေးရတော့တယ်ပေါ့ဗျာနော်အဲ့တော့ဆက်ကြောက်သိန်းနဲ့1000ပေါ့ဗျာနော်အဲ့တော့ဒါလေးကိုရောင်းလိုက်တဲ့အခါမှာတော့ကျွန်တော်တို့30တိတိရရှိပါတယ်အဲ့တော့ကျွန်တော်တို့အရေးအတွက်တွေအများကြီးနဲ့လုတ်တဲ့အခါမှာပင်ပန်းတာတွေရှိတယ်။ဒါလေးကတော့တပွင့်ကောင်းကြောက်လေးဆိုတော့ကျွန်တော်တို့မပင်မပန်းမနဲ့လွယ်လွယ်ကူကူလေးနဲ့ရတဲ့ကျွန်တော်တို့ဒါ ဟလာ16သိန်းနဲ့ဝယ်ပြီးတော့မှ30ရတဲ့အမှတ်တမ်းလေးဖြစ်ပါတယ်ပွဲစားရကျွန်တော်ရှိသိန်း30ယူခဲ့ရနော်အဲကျွန်တော်တို့ဂျိတ်တန်ဒီတင်နန်းသားရပါပဲနော်ပွဲစားဆိုရလည်းပဲတခြားအပြင်ကပွဲစားရတော့မဟုတ်ဘူးနဲ့ကျွန်တော်တို့ဂျိတ်တန်ဒီတင်နန်းတင်နန်းဆင်းနေပါပဲဒီဗီဒီယိုလေးကိုအစအဆုံးလိုက်ပါကြည့်ရှုအားပေးကြတဲ့တယောက်စီတယောက်ကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဂျိတ်တန်ရီဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါစို့ခင်ဗျာ